မန္တလေးဆိုတာတော့ဗျာကိုတသက်လုံးကြီးပြင်းလာတာတချံမိုးကြီးနဲ့အတူဘဝကြီးတစ်ခုလုံးပေါ်ပွားလာတာပေါ့နော်ဒီစော့ကစားခဲ့တဲ့ဒီနေရာတွေပေါ့နော် ကြီးပြင်းခဲ့တဲ့မန္တလေးကြီးဟာတော်များကြီးမွားသွားတော့ပေါ့စိတ်ထိခိုက်ဆုံးတော့ကျွန်တော်တူပေါ့နော်ဒေါက်တာကိုကိုချစ်ပေါ့ Sky Villa ခုနထပ်မှနေတယ်ထပ်ပြီးချလာတဲ့ဘုတ်တီကွန်ကရစ်တွေပြီးပြီးတော့အသက်ဆုံးရှုံးသွားတယ်ပေါ့နော်အခုဆိုရင်ไซโคဖြစ်တယ်ဗျာအထက်မြင့်မှာကျွန်တော်မနေရဘူး လေလို့တဲ့ချိန်မှာကျွန်တော်146မိုင်နေပြည်တော်တော့မန္တလေးပြန်တဲ့ချိန်ပေါ့အော်ကာပင်းဘဘ20လွတ်သွားတယ်အဲ့ချိန်မှာမိုင်100နှုန်းနဲ့မောင်းနေတာပြီးတော့ပြန်ကြတယ်ညာဘက်ပင်လွတ်တယ်တော့ပြည်ပြည်နဲ့အရှိန်ရက်သွားတယ်ကျွန်တော်အရန်ခြောက်ချသွားတယ်ကားကြီးလည်းဥပမာမှောင်နေတာတွေ့တယ်အဲကျွန်တော်အရန်စိတ်ပူတော့ရံကုန်လှက်ဆက်တော့တတ ူဘာဖြစ်ဘူးတဲ့အချိန်နဲ့ကောင်းတယ်ဆိုတော့မန္တလေးတော်တော်လေးထိတယ်လို့ဘေးနာအဲကားရက်နေမျိုးသမီးပြောနေဆက်တော့ကျွန်တော်တူပေါ့နော်ဒေါက်တာကိုကိုချစ်ပေါ့ Sky Villa မှာသူကခုနထပ်မှနေရယ်ကျွန်တော်မှဒေါ်ရီတရန်ဆဲထပ်မှနေရယ် Sky Villa ကြီးရုတ်တရက်ပြိုကျပါတယ်အဲခုနတက်ကမြေကြီးနဲ့ထိလို့နေပါနာရောက်သွားတယ်ရောက်သွားတော့ ကိုကိုချစ်ကလွတ်လာပြီးတော့နေကြီးဘောအရောက်မှာနောက်မှာအတန်ကြားလို့ကြည့်တော့အဲ့တည်းမှာ white တယောက်ကညင်းနေတာတွေ့ရတယ်အဲ့ဒီနေကြီးနားမှာရောက်နေတဲ့ထပ်ပဲအဲ့တော့သူကသူ့ဇနီးကတားရကြအဖွားကြီးကိုပြေးပြီးတော့သွားပြီးတော့ဆွဲထုတ်တဲ့အချိန်မှာပဲထပ်ပြီးကြလာတဲ့ဗုဒ္ဓကွန်ကရစ်တွေပြီးပြီးတော့ကဲစေးစလုတ်တဲ့အချိန်မှာတော့အတန်တက်တဲ့ကြားတယ်နောက်တော့အသက်ဆုံးရှုံးသွားတယ်ပေါ့နော် မန္တလေးမှာသွားနေကိုချစ်တာမနေ့ဆိုရင်မီးရှေမုံတွေတိုက်တတ်တော့ဒီကစကားလည်းနည်းနည်းမပြောဥမောင်းဥမောင်းတာတာတာဒါဝဲလာတယ်အရင်ကကိုကိုချစ်ဆွဲတဲ့ချင်းနဲ့သူ့ကိုအဲအဲ့ဒီကဆော့ဆော့ပြရတယ်ဟိုပြောရင်တော့တာရင်လိုပဲမင်းသားလည်းတော်တော်စိတ်တကြိုက်သွားတယ်ပေါ့လေအမေသားပို့စလေးတင်တာတွေ့ရပါတယ်သူ့ body ကိုတချို့ရဲ့နေရချစ်ပြီးနောက်တည့်တချို့တော့ပေါ့လေ မချိရဘူးပေါ့မေတ္တာပဲပို့တာပေါ့လေဟုတ်ဆိုဘောဒီကတော့ထိခိုက်တာတော့အဲ့ချိန်မှာဆရာကကျွန်တော်မတော်ရည်တိတ်ရလဲဆက်နိုင်ကြော်ရဲကပြိမ့်မိတယ်သူကတော့ဟိုအပေါက်လေးတပေါက်ကိုတုံးနဲ့ထောင်ပြီးအဝတ်စားထောင်ထားတယ်ကျွန်တော်လည်းကျွန်တော်မတက်ရှင်ပါစေကြောင်းဆူတောင်းတာညနေ9နာရီလောက်မှာရှင်ပြီဆိုတာသိတဲ့ချိန်မှာကျွန်တော်စိတ်တော်တော်အေးသွားတယ်ဗောလေ ဒါပေမဲ့ကျွန်တော်တို့ငငယ်တဲ့ကဒီစောကစားခဲ့တဲ့ဒီနေရာတွေပေါ့နော်ခြေပြင်းခဲ့တဲ့မန္တလေးရာတော်များ ခြေမွားသွားတော့ပေါ့စိတ်ထိတ်ခိုက်ဆုံးတော့မာမြန်မှုနေမှာအဆောင်နေထိတာတွေပေါ့ကျွန်တော်တို့အလုံးမြန်နိုးတဲ့မန္တလေးတက်သွေးပြီးပြန်မဆောင်ယူမိလောင်းတာပေါ့နောက်နတ်မြို့ရိုးပေါ့နော်ကျွန်တော်တို့ဆက်ပင်ပတ်စီနေတဲ့နတ်မြို့ရိုးကြီးပြိုတာပေါ့နောက်ဒီဘက်မှာလည်းမင်းတို့အเจ้าတို့ပါတော့ တော့ဘက်မှာလဲတော့စကိုင်းတရာအဟောင်းစရာရေရအချိန်ချင်းဖြတ်ပြီးတော့လာရန်ကင်းတောင်တို့စကိုင်းတောင်တို့တက်ခဲ့ရတာဒီတဆောင်းနိုင်ဆိုမိတို့တင်နေစကိုင်းတော့တက်တာလေအဲ့မှာကျွန်တော်အချိန်ချင်းဆူတောင်းနေတဲ့အခုချိန်ဒီအချိန်ပေါင်းရှင်လုံးမြောင်ဆူတောင်းနေတဲ့ဒီဆောင်းပေါ်ကြရှင်မအဲ့လို ပြောပြတာမြင်တော့ရင်းနှီးမှအရင်ခံစားရအိမ်မပြောဘူးဗျတော်တော်လေးစိတ်ထိတ်ခိုက်တယ် ပြန်ပြီးတော့ရှိတဲ့အနေအထားတော့ပြန်ဆမှာပေါ့ဆားတဲ့အခါမှာမေတ္တာတွေကြူနာတွေမုဒိတာတွေနဲ့ပဲဆက်လက်ရှင်းသားမှာပေါ့အတဘုတ်ကောင်းတာတကယ်ကိုမထင်နဲ့ပေါ့နော်မလေးရှားတို့စင်ကာပူတို့ရောက်လာတယ်ပေါ့နော်တရုတ်တို့ရုရှားလည်းရောက်လာတယ်ပေါ့နော်ဂျာနယ်အာဆီယံနိုင်ငံတွေလည်းကူဝလွတ်တယ်ပေါ့နော်အမေရိကန်ပရက်ဆီဒန့်ကိုယ်တိုင်ကိုကြီးမယ်လို့ပြောရတဲ့အတွက်ဘာဖြစ်ဖြစ် ကျွန်တော်တို့တိုင်းပြည်ကငွေကြေးအစားခက်ခဲရှိနေလေ။အဲတော်တော်လေးဝမ်းသာပါတယ်။နောက်တစ်ခုကမနေ့က10မိနစ်ဆိုတော့ကျွန်တော်တို့ကာယဟွန်ဒီဆွဲချက်စိတ်မကောင်းဘူးပေါ့။ဟိုမြေအောင်ကြတယ်ပေါ့လေ။မန္တလေးဆိုတာတော့ဗျာကိုတသက်လုံးကြီးပြင်းလာတာတချံမိုးကြီးနဲ့အတူဘဝကြီးတစ်ခုလုံးပေါ်ပွားလာတာပေါ့နော်။ဒီမန္တလေးပေါ့မန္တလေးတချင်းနေကြရင်မန္တလေးမြို့ကိုသွားကျင်တယ်။မန္တလေးကိုစားတောက်တွေစားကျင်တယ်မန္တလေးရဲ့ရှင်အောင်ရင်ကျုံမှုတွေဘေးရတွေပထိုးတွေကိုပူးကျင်တယ် ျွန်တော်မနေ့ပြန်မန်းလေးသွားပါလေ။ဟိုသွားပြီးရေတန်းတော့ဘာလို့အစားပေါ့တော့ကျွန်တော်တို့ဖိုင်ဝင်တော့ချိတ်ဆက်ထားတယ်ပေါ့။ကန်နထောင်ကျွန်တော်တို့မိတ်ဆွေနဲ့စုစုဖို့ပေါ့။လောဆယ်တော့တားနေကျွန်တော်လည်းငွေ30ငွေလင်းအတွက်ကျွန်တော်လှူလိုက်ပါတယ်။အဲ့တော့တကယ်လိုနေတာတော့ရေပါဗျ။နော်လွယ်လင်းတကူစားလို့ရတဲ့စားတော့ပါရာသူပူတော့စောင်းနေပါရတော့တလောက်မလို့ ဒါမဲ့ဇေဝါနဲ့ဒီကိတ္တံရရတဲ့လူတွေကိုကုသဖို့လိုတာပါ။နောက်나이တော်တော်ကြာပြီဖြစ်တဲ့အတွက်အဲထဲမှာရှိတဲ့လူတွေရဲ့မျိုးလင့်ချက်ကတော့တော်တော်နေပါသွားပြီပေါ့လေ။ဒီမျိုးတွေအပြင်ကိုဂျန်နဲ့မျိုးတွေလည်းငလင်တံမကုဆက်အောင်ဆွတောင်းနေရတာပေါ့။အခုဆိုရင်စိုက်ကိုဖြစ်တယ်ဗျာ။အထက်မြင့်မှာကျွန်တော်မနေရဲအချောက်ချနေတယ်ကျွန်တော်ကျွန်တော်ရုံးကန်းစေ6တက်လေ။နေနေဘုံလာကြမှာအခုကျွန်တော်ဟိုတယ်မှာ တတ်ကိုမရမကတောင်းပြီးတော့မှကျွန်တော်နေရပေါ့ပြေးလန်းစားကြည့်ရပေါ့ဒါလူတယောက်ဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာခက်စားမှုပေါ့မမျော်လင့်တဲ့ငလင်တမ်းပေါ့နော်ကံကြမ္မာဆိုးရီကိုကျုံလဲရတယ်ပေါ့အဲ့တော့ final conclusion နေနဲ့ကျွန်တော်တင်ပြရင်တော့ပြန်လဲထနေရောအတရမယ်ရိုင်းမရမယ်ကုညီရမယ် ချစ်ချင်းချင်းနဲ့လက်တွဲနေရမယ်အကောင်းဆုံးနီလန်းတွေကိုပဲရှာဖွေပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းတည်ဆောက်ရမယ်အခုလောဆယ်တော့မန္လေးစကိုင်းနေပြည်တော်ပေါ့နော်မန္လေးစိုင်းဟိုတန်းနယ်လောက်ရရခိုင်တော့ကယ်ဆယ်ရေးလာကြပါလို့အစားတောက်တွေရေအဓိကပေါ့အစားတောက်တွေရေတွေဈေးဝါးတွေအလုံးဝေးတွေအများဆုံးလုပ်ကြပါလို့ပြပအောင်ပြတွဲအောင်ဒါလေး Joinet Ronnie Rutschobal.